ကျွန်တော်ဒီနေ့လှုပ်ပြမှာကတော့ကျွန်တော်တို့တက်တက်လွတ်သမားတွေနဲ့ငားမစားခြင်းဘူးဒီကာလမှာတက်တက်လွတ်ပဲစားခြင်းတဲ့လူတွေအတွက်ကိုကျွန်တော်တို့ပဲလေးနဲ့ပေါ့နော်ပဲဝါလေးနဲ့ကျွန်တော်တို့အရသာရှိတဲ့မြန်မာမုန်ဟင်ကားလေးကိုချက်ပြမှာဖြစ်ပါတယ်ဒီချက်နီးကလေးကလည်းကျွန်တော်တို့ဒီငားနဲ့ချက်ထားတဲ့အရသာအတိုင်းအဟာရလည်းရှိတယ်အရန်လဲစားကောင်းတဲ့အတွက်ကိုပြန်လဲမျှဝေပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာဒီမုန်ဟင်ကားလေးကပဲကိုပဲအဓိကထားပြီးတော့တုံထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ပဲများများလေးထည့်ပါတယ်ဒီကလပ်ဘဲကိုကျွန်တော်ကတော့တစ်နေ့လုံးရေစိမ့်ထားပါတယ်ရေစိမ့်ထားပြီးပြီဆိုလို့ရှိရင်တော့ ကျွန်တော်အိုးထဲမှာထည့်မယ်ထည့်ပြီးပြီးရင်တော့စနွေးမုတ်လေးအနေငယ်ထည့်ပြီးတော့မီအေးအေးလေးနဲ့တင်ထားလိုက်ပါမယ်ပြီးရင်တော့စီချက်လုပ်ဖို့ကိုကျွန်တော်ကြက်သွန်ဖြူလေးတွေကိုစီချက်လုပ်ဖို့လှီပါမယ်ဒီနေ့ကျွန်တော်လုပ်ပြမှာကစီချက်2မျိုးပါတစ်မျိုးကတော့ကျွန်တော်တို့ရိုးရိုးစီချက်နဲ့နောက်တစ်မျိုးကတော့ငရုတ်တီအကြံမုံတန်တဲ့ခါရဲရောထားတဲ့ စီချက်ဖြစ်ပါတယ်ဒီစီချက်တွေကိုတော့တချို့ဒေသတွေမှာလည်းလုပ်တယ်လို့ကျွန်တော်တို့ဒီထိုင်းရောက်လာတဲ့အခါမှာဒီထိုင်းကမြန်မာတော်တော်များများဒီစီချက်ပုံစံပဲလုပ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ကဒီဟင်းအနှစ်အတွက်ကိုစက်သွန်ဖြူစက်သွန်နီနဲ့နောက်ပြီးလို့ရှိရင်ဇပလင်လေးတွေကိုလည်းဒီလိုမျိုးခွန်မာတဲ့ဘိုင်းတွေကိုဖယ်ပြီးတော့ကျွန်တော်တို့အထက်ကအနှုတ်တွေကိုပဲလှီးပြီးတော့အားလုံးကိုရောထောင်းပါမယ်ခင်ဗျာ ပုံဟင်ကားထဲမှာကတော့ဒီနေ့မှာကျွန်တော်ဂျင်မထည့်ထားဘူးပေါ့နော်ဒီချက်သွန်ဘူရဲ့ချက်သွန်အနေနဲ့ဇပလင်ရဲ့ကိုပဲကျွန်တော်ကတော့စုံလေးနဲ့မညက်တညက်နေထားရတဲ့အထီကိုရောပြီးတော့ထောင်းပါမယ်ဂျင်ထက်ထည့်လဲပို့ပြီးတော့အဆင်ပြေပါတယ်ကျွန်တော်ကတော့ဒီနေ့မှာဂျင်မထည့်ထားပါဘူးခင်ဗျာ ကျွန်တော်ဈေးကဝယ်လာတဲ့ငပြောဥလေးတွေကိုလည်းကျွန်တော်ထည့်ပါမယ်။ဒီနေ့ကတော့ကျွန်တော်ကပဲနဲ့ချက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရသာကနုံနုံညံ့ညံ့လေးဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝယ်လာတဲ့အတိုင်းကိုကျွန်တော်မထည့်ပါဘူး။အထက်ကအနုသေးသေးလေးအပိုင်းကိုပဲကျွန်တော်ထည့်ပါရတယ်။ငားနဲ့မဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ငားအရသာနဲ့ဆိုလို့ရှိရင်တော့ငပြောဥကြမ်းကြမ်းလေးနဲ့ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်။ဒီနေ့ကပဲနဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့အထက်ကငပြောဥနုံနုလေးတွေကိုပဲကျွန်တော်ကတော့ရွေးပြီးတော့သုံးပါရတယ်။ဒါမှပဲပါဇက်တဲမှာအရသာလေးကပျော်ဝင်သွားပြီးတော့အရသာဆစီလေးစားရမှာဖြစ်ပါရတယ်။ငပြောဥကိုလည်းအထက်ကအနု ပိုင်းလေးတွေကိုပဲတရားလေးလှီထားပါရခင်ဗျာငပြိုးရဲ့အနုပိုင်းကိုတုံထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်အကြာကြီးချက်เสียရမလို့ပဲနဲ့အချိန်တတိုနဲ့ကျွန်တော်တို့ဒီလိုမျိုးအရသာရှိတဲ့ဟင်္ကားရည်ကိုရမှာဖြစ်ပါရခင်ဗျာပြီးရင်တော့လှီထားတဲ့ဟာတွေကိုစွန်းနှမုတ်အနေငယ်နဲ့ကျွန်တော်တို့ရေစိမ်ထားလိုက်ပါမယ်ခင်ဗျာ ပြီးရင်တော့တစ်ဖက်မှာလည်းကျွန်တော်ပြုတ်ထားတဲ့ပဲအိုးလေးကလည်းဆူလာပြီကျွန်တော်တနေ့လုံးရေစိမ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပဲကအကြက်လုံးဝကိုညီပါတယ်အကြက်လည်းညီတယ်လုံးဝနူးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စုံထဲထည့်ပြီးတော့ညက်တဲ့အထိကိုထောင်းလိုက်ပါမယ်ခင်ဗျာဒီလိုမျိုးညက်တဲ့နေထားလေးရသွားတယ်ဆိုရင်တော့ရပါပြီတော့ကျွန်တော်ကျက်သွုံမျိုးစီကျက်လေးစားကြပါမယ်ကျက်သွုံမျိုးကိုစီပူပူထဲမှာထည့်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ကျက်သွုံမျိုးလေးကကျွန်တော်စီကျက်အနေထားလေးရသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့စီကျက်နှမျိုးလုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီစီချက်တဝက်ကိုပေါ့နော်ကျွန်တော်ကတော့ခတ်ပြီးတော့ဖယ်ထုတ်လိုက်ပါမယ်။တန်တဲ့တဝက်ကိုကတော့ကျွန်တော်တို့ထိုင်းမှာလုပ်တဲ့ပုံစံအတိုင်းငရုတ်တီချက်မုံနဲ့တခါတည်းရောလိုက်ပါတယ်။တချို့ကတော့ဒီစီချက်ပုံစံကိုမကြိုက်ဘူး။ဘာကြောင့်လဲဆိုရင်ငရုတ်တီမစားတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီစီချက်လေးကနည်းနည်းလေးကတိကအောက်ဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ကျွန်တော်စက်သွင်ပြစီချက်ကိုနှစ်မျိုးလုပ်လိုက်တာဖြစ်ပါတယ်။ဒါကတော့မမိစိတ်တိုင်းကြားကြိုက်တယ်လို့စားလို့ရပါတယ်ခင်ဗျာ။ပြီးရင်တော့ကျွန်တော်ဟင်းကားရေးစားချက်ပါမယ်။ဒေအိုးထဲမှာကျွန်တော်တို့စီလေးထည့်မယ်။စီပူလာပြီဆိုလို့ရှိရင်တော့အယောင်လှဖို့အတွက်ကိုဆွေးနွေးမှုတ်လေးအနေငယ်ထည့်ပါမယ်။ ပြီးလို့ရှိရင်တော့ကျတော်မျိုးကျတော်နီးစပရင်ထောင်းကားတာလေးကိုစီနံမွေးလာတဲ့အထိကိုကျွန်တော်စီတက်ပါမယ်ခင်ဗျာအားလုံးကျက်သွားလို့စီနံလည်းမွေးလာပြီဆိုလို့ရှိရင်တော့ခုနကထောင်းထားတဲ့ကျွန်တော်တို့ပဲကိုထည့်ပါမယ်ပဲထည့်ပြီးပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့နှင်းအိုးတည်တဲ့အခါမှာအတုံးနဲ့အခဲတွေမဖြစ်နေဖို့အတွက်ကိုကျွန်တော်တို့ဒီဇွန်ရဲ့နောက်ဖင်လေးနဲ့တေချာလေးခြေပေးဖို့လိုအပ်ပါတယ်ခင်ဗျာ ပြီးရင်တော့ကျွန်တော်တို့ခြေရလွယ်အောင်လို့ကျွန်တော်ကတော့စနစ်မုတ်ရေဖြော်ထားတာလေးထည့်လိုက်ပါမယ်။အမှပဲကျွန်တော်တို့ခြေတဲ့အခါမှာလွယ်လွယ်ကူကူနဲ့ပဲတွေကအလုံးကြီးဖြစ်မနေဘဲနဲ့လုံးဝကိုပြောင်းဝင်သွားမှဖြစ်ပါတယ်ခင်ဗျာ။ ဒါတွေအားလုံးတမအောင်တေချာလေးမှွေဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်တော့အရသာအတွက်ကိုစားအနေငယ်နဲ့ပြီးလို့ရှိရင်အချိုမုတ်အနေငယ်လေးထည့်ပါမယ်ဒါပဲရဲ့အချိုကိုကြိုက်တယ်ဆိုလို့ရှိရင်တော့အချိုမုတ်မထည့်လို့ရပါတယ်တခြားဟင်းခတ်မုတ်လေးထည့်လို့ရပါတယ်ခင်ဗျာစားရဲ့အချိုမုတ်ရဲ့ထည့်ပြီးဆိုလို့ရှိရင်တော့အနေငယ်လေးမှွေလိုက်ပါမယ်ပြီးလို့ရှိရင်တော့ခုနကလီထားတဲ့ငပြောဥအနုလေးတွေကိုတခါတည်းရောပြီးတော့ထည့်လိုက်ပါမယ်ခင်ဗျာ အားလုံးတမအောင်ရောမွှေ့ပြီးပြီဆိုလို့ရှိရင်တော့ရေလေးလိုတလောက်ထည့်ပြီးတော့တည်ထားလို့ရပါတယ်ကျွန်တော်ဒီနေ့ချက်ပြမယ့်မုံဟင်ကားလေးကကျွန်တော်ဒီကာလမှာတသက်လွတ်စားခြင်းတဲ့လူတွေအတွက်ကိုအရသာရှိရှိနဲ့လုံးဝကိုအဆင်ပြေစေမယ့်မုံဟင်ကားလေးဖြစ်တယ်ဆိုတာကိုအာမခံပါတယ် အရသာလေးချိုချိုလေးဖြစ်နေဖို့အတွက်ကိုကျွန်တော်တို့ပုံမှန်မုတ်ဟင်ကားတွေမှာလည်းကျွန်တော်တို့ကြက်တော့နီတွေကိုလှီပြီးတော့ထည့်တယ်ပေါ့နော်ကြက်တော့နီအလုံးသေးသေးလေးတွေကိုထည့်တယ်ကျွန်တော်ဒီနေ့မှာလည်းကြက်တော့နီလေးတွေကိုထည့်လိုက်ပါမယ်ဒါမှပဲအရသာချိုချိုလေးနဲ့စားလို့ကောင်းတဲ့မုတ်ဟင်ကားလေးရမှာဖြစ်ပါတယ်ရေလေးလေးထည့်ထားပြီးပြီဆိုလဲအတွက်ကြောင့်မို့လို့ကျွန်တော်ကတော့အဖုံးလေးဖုံးပြီးတော့အားလုံးနူးသွားတဲ့အထိကိုတည်ထားလိုက်ပါမယ်ခင်ဗျာ ဒီနေရာမှာငပြိုးဥလီကမနူးသေးဘူးဆိုလို့ရှိရင်တော့ရေလေးလိုတလောက်ထပ်ထည့်ပြီးတော့ထပ်ပြီးတော့တည်ထားလို့ရပါတယ်ငပြိုးဥမနူးမချင်းတည်လိုက်တာကပို့ပြီးတော့အဆင်ပြေတယ်လို့ပို့ပြီးတော့လဲစားကောင်းတယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ ကျွန်တော်တို့ပဲကကျွန်တော်တို့အာဟာရတက်လဲရှိတယ်တခြားအသားတွေရဲ့အာဟာရတန်ဖိုးနဲ့လည်းညီမျှတဲ့အတွက်ကြောင့်မလို့ဒီနေ့ကတသက်လွတ်သမားတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်တသက်လွတ်မုံဟင်ကလေးချက်ပြလိုက်တာဖြစ်ပါတယ်အားလုံးလည်းလိုက်လှုပ်ရှားကြည့်လို့ရပါတယ်ခင်ဗျာလုံးဝကိုစားကောင်းစေမယ်လို့ကျွန်တော်လုံးဝကိုအာမခံပါတယ်တသက်လွတ်စားတဲ့လူတွေအတွက်လည်းအဆင်ပြေပြီးတော့ငားမစားတဲ့လူတွေအတွက်လည်းအရသာရှိရှိနဲ့အရသာရှိတဲ့မြန်မာမုံဟင်ကလေးစားလို့ရအောင်တင်ဆက်လိုက်ရပေးခြင်းဖြစ်ပါတယ်ရိုးရကိုဖျက်ဆီးတာမဟုတ်တဲ့အတွက်ကြောင့်မလို့အားလုံးနားလည်ပေးဖို့ကိုမေတ္တာရက်ခံချင်ပါတယ်ခင်ဗျာ ဒီနေရာမှာကျွန်တော်တို့ပဲကြော်တို့ကျက်သွန်ကြော်တို့ထည့်ပြီးတော့ပအဝင်ပစ္စည်းတွေကိုအားလုံးစုပေါင်းပြီးတော့စားလို့ရပါတယ်ကျွန်တော်ဒီနေ့လုပ်ပြတာကစီချက်နှမျိုးပါတယ်ပြီးလို့ရှိရင်တော့ပဲနဲ့ကိုလုံးဝချက်ထားတာဖြစ်တယ်တသက်လွတ်လုံးဝဖြစ်တယ်ဆိုတဲ့အကြောင်းကိုအာမခံပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကာလမှာအလူပြူချင်တာပဲဖြစ်ဖြစ်တသက်လွတ်ကျွေးတဲ့နေရာတွေမှာပဲမဟင်္ဂါကိုအစားထိုးပြီးကျွေးချင်တာပဲဖြစ်ဖြစ်လုံးဝကိုတင့်လျော်တဲ့အစားအစာတစ်ခုအဖြစ်ကျွန်တော်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးလည်းကျွန်တော်တို့အရသာရှိရှိနဲ့မြန်မာမဟင်္ဂါလေးကိုမရင်ဆက်ရေးသုံးဆောင်ကြပါလို့ ကျွန်တော်ပြောကြရင်လည်းနေကုန်ချုပ်လိုက်ပါရစေ။ကြီးစုပေးကြတဲ့အရောက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။